မင်္ဂလာပါရှင်ဘာမခေတ်တဲ့တဲ့ရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့တရင်ဝင်တဲ့တူမြန်ကိုချိန်တဲ့တပြေးညင်တင်ဆက်ပေးနေရပဲဖြစ်ပါရရှင်ပထမဆုံးတဲ့ရင်အနေနဲ့လက်ရှိအောင်မြင်မှုသည်အစမ်းသက်ခံကာလာကိုအေအေနဲ့တရနယ်လီပြောဆွဲတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင် မြန်မာစစ်တပ်ကမှတိမ်ပိုက်ရရှိကြသောနေမျိုးများနှင့်စစ်ရေးအောင်မြင်မှုများသည့်စံသက်ခံကာလဖြစ်သည်ဟုအရကတက်မရအေးနှင့်တအောင်တက် TNL တို့ကပြောသည်။ညီနောင်မမိတ်ဖွဲ့ဝင်ဖြစ်သော MNDAE ယနေ့မတ်လ17ရက်နေ့တွင်ကြာရသော36နှစ်မြောက်တက်တီတောင်၏အခမ်းအနားသို့ပေးပို့သည့်တွင်လာရင် AA နှင့် TNL ကပြောဆိုထားခြင်းဖြစ်သည်။ ဒါမြင့်ကာလာများ၌လည်းမိမိတို့အချင်းချင်းကြားစုစည်းညီညွတ်မှုသည်ပို၍အရေးကြီးလာမည်ဖြစ်သည့်အားလျောကြောင့်မိမိတို့လက်ခံရရှိထားသောအောင်မြင်မှု၏အသီးဖွင့်များတရှိခံပြီးပုံမှုဖွင့်မျိုးလာစေရန်ဆက်သက်ခံကာလာများလည်းဖြစ်သည့်ဟုရှုမြင်သုံးသပ်သည်ဟုပြောဆိုထားခြင်းဖြစ်သည်။ထို့ကြောင့်ညီတော်မမိတ်သုံးဘဲကြားစီလုံးညီညွတ်မှုနားလည်မှုကိုရခုတ်ထက်ပို၍ခိုင်မာတဲ့ခိုင်မာအောင်ဆက်လက်လှုံ့ဆော်သွားကြမည်ဟု TNL နှင့် AA ကပြောသည်။ကိုကန်တမ်ရော MNDAA ကိုစတင်ဖွဲ့စည်းသည့်36နှစ်မြောက်ကာလာမှစ ကျင်းရင်လာမည့်ကာလများသည့်ကိုကန့်ဒေတာပြန်လည်တည်ဆောက်ရင်းနှင့်ပြန်လည်ဖွံ့ဖြိုးရေးတို့အတွက်စိန်ခေါ်မှုများကိုရှင်းဆိုင်ကြော်ဖြတ်ရအောင်မည်ဟုဆိုသည် ကိုကန့်ဖွဲ့စီဖြတ်တမ်းမှုတမိုင်းပေါ်ခြေခံ၍စိန်ခေါ်မှုများကိုစစ်စစ်ခံရင်ဆိုင်ကျော်လာပြီးတကိတကာတော့ကကိုကန့်ခြေနေတို့ပြန်လဲရောက်ရှိလာနိုင်မည်ကိုလည်းပြေဝယုံကြည်ကြောင်းလည်းပြောသည်တပြိုင်နက်တည်းရင်လာလက်တန်သောကာလာများ၌ရင်ဆိုင်ကျုံတွေ့ရမည်ခက်ခဲများရှိလာပါကလည်းရခင်ဤသူညီနောင်မမိတ်ပိသားစွာဖြင့်စူးစီးကြော်ပြတ်သွားရဲ့အမြင်အသိရှိကြောင်းတရနယ်လေးနှင့်အီတို့ကကတိထားသည် တော်လရင်ဖွဲ့စည်းများအတွက်လည်းအတူယူစရာနမူနာကောင်းစရာများကိုလည်းညွှန်ပြသကြခဲ့ပြီးလက်ရှိကိုကန့်ဖွဲ့စည်းများကိုကောင်းဆောင်နေကြသောကောင်းဆောင်ကြီးများဦးဆောင်မှုအောက်တွင်ကိုကန့်ဖွဲ့စည်းမှလူလာသောကိုကန့်ရွှေရောင်နေရများကိုပြန်လည်ရောက်ရှိလာပါစေကြောင်းညီရင်းကိုစိတ်ပြည့်ပြင့်စုမုံကောင်းတောင်းပေသည်ဟု TNL နှင့် AA ကပြောသည်။ ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ငန်းစုံမျိုးသားလမ်းပိုင်းတွင်ချီလင်တက်စကန်ကိုပြပမိုင်းဖြင့်မိုင်းဆဲတိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်ဆုံမှုများပြားပြီးခြေပြက်လက်ပတ်များခြုံပုတ်ပေါ်တွင်ချိတ်ကျနေခဲ့ဟုဆိုဆွဲတဲ့မယ့်ဖြစ်ပါရရှင်။ မန္တလေးတိုင်းမြင်ကြံခရိုင်ငန်းစုံမြို့နယ်ငန်းစုံမြို့သားလမ်းမတွင်ချမ်းဘက်စစ်တပ်ခြေလင်းစစ်ကြောင်းကိုဖိပါမိုင်းဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားစစ်တပ်ဦးသိမ်းဆုံးပြီးခြေပြက်လက်ပက်များခြုံပုတ်ပေါ်တွင်ချိတ်ကျနေခဲ့ကြောင်းလက်ကဏီပြောက်ကြားတပ်ဖွဲ့မြင်ကြံမှတောင်းရှိသူတို့ကရန်ကုန်ခေတ်တည်တဲ့ဌာနထံသို့ပြောကြားသည်ရှင်မင်းနေမက်စလာ၁၀ရက်နေ့နနေ၈နာရီ၃၀မိနစ်ကငင်းစုံမျိုးမှာမြို့သားမျိုးဘက်သို့အင်အားတရာခံပြန်ထွက်လာတော့ ခြေလင်းစစ်တပ်စစ်ကြောင်းကိုငန်းစုံမြို့သားလမ်းမိုင်းတနေရာရင်းပေပါမိုင်းနှလုံးပြက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားစစ်တပ်ဦးသိဆုံးပြီး၃ချက်မင်းဒဏ်ရာရရှိက6.5ချောင်းလက်3ချောင်းပြတ်ချက်ပြီးချုံမောင်များဝရင်ချိတ်တင်ကြံရင်းနေကြောင်းသိရှိရသည်။ ချင်းလင်းစစ်ကြောင်းမိုင်းခွင်တွေကိုဝင်လာတာဒေါ်လာကြီးလဲပါတယ်ပေပါမိုင်းနှလုံးချဝင်လာတာအဲ့ဒီဘက်ကစာခါရီကလည်းနည်းနည်းလေးစုံမိုးသေးတယ်ဆိုတော့ဖျောက်ချစနစ်နဲ့တိုက်ခိုက်ခဲ့တာခြေတော်က၅ချောင်းလက်က၃ချောင်းချုံပေါ်မှာချိတ်ကြံနေခဲ့တာတွေ့တော့ကတော့ပြည်သူတွေဆိုတော့တပ်ပုံလည်းမရရဲခဲ့ကြဘူးစာခါရီရဲ့အုတ်ထုတ်တွေလည်းတွေ့တယ်သေတာက၁၁ဦးသေတဲ့လူတွေကို လိုက်ထရက်ကနဲ့ခွေးကုန်းဘက်အတိုင်းဒရယ်ဦးဘက်ကိုတဲသွားတာဟုတ် ၎င်းဒီပြောက်ကြားတပ်ဖွဲ့မြင်းချမ်းမှာတောင်းရင်ရှိသူတို့ကရန်ကုန်ခေတ်တွင်ဌာနထံသို့ပြောကြားသည်အစိုးရတိုက်ခိုက်မှုကို၎င်းဒီပြောက်ကြားတပ်ဖွဲ့မြင်းချမ်းတပ်ဖွဲ့မှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမိုင်းဆွဲတိုက်ခိုက်မှုအပေရင်းစစ်ကောင်စီတပ်သားများကစောင့်လည်တဲ့ကြောင့်၎င်းတို့မျက်နှာမူရအရက်တို့ရန်တမ်းပြက်ကတ်ခဲ့တော်လဲပြည်သူ့ကောင်ရေးတပ်ဖွဲ့ဝင်များအချိန်ကရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်တိုက်ခိုက်ခံရပြီးနောက်နိုင်ဝက်ခန့်ကြရင်တိစုံသွားသောစစ်သားများကို light truck ကဖြင့်ခွေးကုန်းကြေးရွာဘက်သို့တိတ်ဆောင်သွားပြီးတရင်ရစစ်သား၃ဦးကို ။ချိုးကျွရဘုံင်းကြောင့်မှကားဖြင့်ငန်းစုံမျိုးဘက်သို့တိတ်ဆောင်သွားကြောင်းသိရသည်။လက်ရှိတွင်မြို့တော်မျိုးရှိစစ်တပ်စခန်းအတွင်းသို့စစ်သားအင်အား200ခန့်ရောက်ရှိနေပြီးစီးရေးချေနေတန်းမာနေမှုကြောင့်ပြည်သူများအနေဖြင့်စစ်ကောင်စီတပ်သားများနှင့်ပတ်သက်သောနေရာများအနေအထားသို့တော်လာနေထိုင်ခြင်းမပြုကြပါရန်အသိပေးကြသည်။ ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်တဲ့အကြောင်းအရာကတော့မြစ်ကြီးနားမြို့ရင်ညံ့နဲ့နေချင်းအင်အားသုံးအင်ဂျင်စစ်ဆေးမှုတွေရှိနေဆွဲတဲ့မဲ့ဖြစ်ပါရရှင်။ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာဒီအပိုင်းအတွင်းညံ့နဲ့ချင်း12နိုင်ဝန်းကျင်မှာရဲနဲ့စစ်သားအင်အား90ခန့်အုံပြုပြီးအင်ဂျင်စစ်ဆေးမှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပါရယ်။ရက်ွက်တာအိမ်တိုင်းနေပါကိုစစ်ဆေးတာမျိုးမဟုတ်ပဲမြစ်ကြီးနားမြို့နဲ့အနီးဝန်းကျင်နေတွေကလမ်းမကြီးနဘေးနေအိမ်နဲ့အဆိုင်တွေမှာစစ်ဆေးတာဖြစ်ပြီးမိမိအိမ်အောင်စုမရှိတဲ့မိသည့်နေရာမျိုးမဆိုတက္ကနာပြစ်စေညာအိပ်ဖြစ်တာနဲ့အင်ဂျင် င်းတိုင်ရမယ့်အနေအထားမျိုးဖြစ်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။အေဂျင်စစ်ဆေးခံရသူမြစ်ကြီးနားမျိုးဒေသခံမျိုးသားတို့ကကျွန်တော်တို့ဘက်လာတာကစစ်သားနဲ့ရဲရောက်90လောက်ရှိမယ်။အေဂျင်စစ်တဲဆိုပြီးပေါ့။အကုန်လုံးကတော့စစ်သားမဟုတ်ဘူး။ကာလန်တကြောတဲ့နေတဲ့သူတွေလိုက်ပြီးစစ်သား။သူတို့ပြောတဲ့ပုံစံအရဆိုရင်ကိုယ့်အိမ်မှာမဟုတ်ရင်တိုင်ရမယ့်ပုံစံဖြစ်တာပေါ့လို့သူကရှင်းပြပါတယ်။အေဂျင်မတိုင်မဲဖန်စီခံရသူတွေအနေနဲ့တန်းငွေချက်တထောင်တန်းရိုက်ခံရလို့ထောင်နဲ့3လချမှတ်ခံရနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကတရီပေးချောင်းဒေသခံတွေကပြောပါရယ်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ချောင်းမျိုးနဲ့ဂွေပင်ကြီးရွာနဲ့ဂွေပင်လေးရွာကိုစစ်တပ်ကဝင်ရောက်ဖျက်ဆီးပြီးနေအိမ်များကိုမီးရှို့ကပြည်သူပိုင်းရွှေငွေလုံးဝရနာများကိုလူရက်ခိုးယူဆိုတဲ့တဲ့မဲ့ဖြစ်ပါရယ်ချင်းမကွေတိုင်းချောင်းမျိုးနဲ့ဂွေပင်ကြီးရွာနဲ့ဂွေပင်လေးရွာကိုစစ်တပ်ကဝင်ရောက်ဖျက်ဆီးပြီးနေအိမ်များကိုမီးရှို့ကပြည်သူပိုင်းရွှေငွေလုံးဝရနာများကိုလူရက်ခိုးယူသွားကြောင်းဒေသပြည်သူများနဲ့တော်လင်းတပ်ဖွဲ့များကပြောဆိုသည် မန်ရှလာကိုရဲ့နနက်9နာရီခန့်က6မြို့နယ်ကိုပင်ကြီးကြီးရွာအုပ်စုတွင်ရှိကိုပင်ကြီးရွာနှင့်ကိုပင်လေးပင်ရွာတို့ကိုအင်အား80ခန်းမှအစမ်းမဲ့စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်မျိုးစုံပစ်ခတ်ကဝင်ရောက်လာသဖြင့်ဇေယျနယ်ပြည်သူများမှထွက်ပြေးတိမ်းရှောင်နေရကြောင်းရင်းနောက်စစ်တပ်ကပြည်သူနေနှလုံးကိုမီးရှို့ဖျက်ဆီးပြီးနေအများတွင်မှလက်ဝဲရနာများပါဝင်ပြည်သူပိုင်းပစ္စည်းများကိုယူသွားကြောင်းမကွေးခိုင်ပကပအတူတိုက်ခိုက်ရေးတပ်ဖွဲ့တပ်ခွဲနှင့်တောင်ငန်ကြောက်တိုက်ကရန်ကုန်ခေတ္တတွင်ဌာနထံသို့ပြောကြားသည်ထို့သောပြည်သူများထွက်ပြေးတိမ်းရှော ောင်းသွားပြီးနောက်နေအတွင်းကြန့်ရှိနေသောပြည်သူပိုင်းလက်ဝတ်ရဲနာတိန်450ခန်းစီရတော်တန်ကားတော်များလှူရင်ပြုလုပ်ထားသည့်အမဲကျောက်9ဘိတ်သာဝေစာများကိုပါမကြန့်ခိုယူသွားကြောင်းထို့ပြင်ပြည်သူနေအိမ်နှလုံးကိုလည်းမီးရှို့ဖျက်ဆီးသွားကြောင်းသိရသည် ဇွဲတန်းရွာဘက်ကန်နေကျောင်းကနေရွာပြင်ဖြတ်ပြီးလမ်းမရွာလုံးနေတဲ့သူတွေကိုလိုက်ပို့ခိုင်းတာရွာထဲမှာနာချီချရာချုံနေတဲ့ပြည်သူခွန်ကိုဖမ်းဆီးပြီးလက်ချင်းရှက်လူသားတိုင်းကလုပ်ပြီးတက်လာတော့မတိုက်လိုက်ရဘဲနောက်ဆုတ်ပေးလိုက်ရတာတိုက်ပွဲကမဖြစ်လိုက်ဘူးရွာထဲကို60မမလက်နက်ကြီး drone နဲ့အရှင်ပြစ်တယ်ပြီးတော့လက်နက်ငယ်မျိုးစုံစုပ်ပစ်ပြီးဝင်လာတာပါမကွေးခင်ရိုင်ပကပအတူတက်ခိုက်ရေးတက်ခွဲတက်ခွဲနဲ့တောင်ငန်ကျောထက်ကရန်ကုန်ခေတ်တဲ့တဲ့ဌာနတန်းတို့ပြောကြသည်ရှင်းချက်ဖက်စတဲ့ဝင်ရောက်စီးနေခဲ့တော့ခွေးပင်ကြီးကြေရွာလေးအင်ဂျင်နီယာ 1938အင်ရှိပြီးဝေးပင်လေးကျေးရွာသည်218အင်ရှိကြောင်း၎င်းကျေးရွာနှစ်ရွာပါဝင်အနီးနားရှိကျေးရွာလေးရွာမှာပြည်သူထောင်ချီကထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်ဖန်ဆင်းထားတဲ့လူသားတိုင်းကပြည်သူခုနှစ်ဦးကိုလည်းသူတို့ပေးလို့ရရောက်မှချိန်မောင်းပြီးပြန်လွတ်ပေးလိုက်တယ်။ပြည်သူတွေကိုလူသားတိုင်းကလှုပ်ထားတဲ့အတွက်ကျွန်တော်တို့တပ်ဖွဲ့တွေကမတိုက်ပဲနောက်ဆုတ်ပေးလိုက်ရတာပါ။ ဩစတော်ကြေးရွာနေမင်းတောင်လန်းဆုံးမှာတနက်15ချက်ဖောက်ပြီးချောက်ပတောင်းဘက်ကိုဆက်ထွက်ထွက်သွားတယ်လို့တရင်ရပါတယ်ဟုမကွေးခိုင်ဘကဘအတူတိုက်ခိုက်ရေးတပ်ဖွဲ့တပ်ခွဲနဲ့တောင်ငန်ကျော်ထိုက်ကပြောဆိုသည် ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင့်ကတော့ပြည်ပသို့တော်ရောက်လုံလုံမြေသူများစစ်ကောင်စီတမခွင့်ပြုချက်ရရမည်ဖြစ်ပြီးခွင့်ပြုစီရင်ကိုလေးစိတ်သို့ကြိုတင်ပေးဖို့မြည်စစ်ကောင်စီ၏အတီးပြုလို့ခေါ်စာများနဲ့ကျွမ်းကျင်လုံများအတွက် OWIC ကပြန်ထုတ်ပေးပြီးအသက်18နှစ်မှအသက်35နှစ်တွင်လူငယ်မျိုးသားများကိုပြည်ပလုံလုံခွင့်ဆက်ပေးဆွေးနွေးမယ်ဖြစ်ပါရရှင်။ မြန်မာနိုင်ငံမှာအလုတ်ကိုင်ပီဂျေနိုင်ငံကူးလက်မှတ်ဖြင့်ပြည်ပသို့တောင်းရောက်လုံလုံမြေသူများအလုတ်အနေဖြင့်အလုတ်သမားဝင်ကြီးဌာန၏ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီးခွင့်ပြုသည့်အလုတ်သမားစီရင်ကိုလည်းလေစိတ်သို့အကျိုးတင်ပေးဖို့ဌာမီဖြစ်ကြောင်းစစ်ကောင်စီကယနေ့ထုတ်ပြန်ကြေညာသည်ပီဂျေနိုင်ငံကူးလက်မှတ်ဖြင့်ပြည်ပအလုတ်ကိုင်တောင်းရောက်လုတ်ကိုင်မြေသူများသည် OWIC ပြည်ပအလုတ်ကိုင်တပ်သေးခံကက်လဝေရရှိပြီးနောက်အလုတ်သမားဝင်ကြီးဌာနတန်းတွင်ခွင့်ပြုချက်လျှောက်ထားရမည်ဖြစ်ကြောင်းအလုတ်သမားဝင်ကြီးဌာနကခွင့်ပြုချက်လျှောက်ထားသူများကိုစီစစ်ပြီးနောက်ပြည်ပအလုတ်ကိုင်တောင်းရောက်ခွင့်ပြုသည့်စီရင် င်းကိုကြေညာပေးကလိစိတ်တို့ပေးပို့ထားမည်ဖြစ်ကြောင်းရင်းလုံငန်းစင်များကိုလာမည့် match လ18ရက်နေ့မှာစတင်မည်ဖြစ်ကြောင်းစစ်ကောင်စီကကြေညာထားသည် ။အရင်တုန်းကတော့ Hotel IC ကရှိတယ်၊ PG Passport ရှိတယ်ဆိုရင်တခါရေးပြပါတန်းထွက်လို့ရတယ်။အခုကတော့လောက်သမားဝင်စည်းဌာနခွင့်ပြုချက်မှရမယ်ခင်။လေစိတ်မှလည်းခွင့်ပြုစီရဲ့ပါနေမှာပြပါတက်ခွင့်ရတော့မယ်။နောက်ထပ်စီစက်တဲ့အစဉ်တစဉ်ထပ်ပေါ်လာတော့ Hotel IC ကရှိပြီးတာတော့ပြပါကိုထွက်ဖို့စီစက်ခွင့်ပြုချက်မှထွက်လို့ရတော့မယ်ဟုပြပါလောက်ကိုင်အေဂျင်စီလုပ်ငန်းရှင်တူကပြောဆိုသည်။ထို့ပြင်ဖေဖော်ဝါရီ14ရက်နေ့မှစတင်ပြီးရန်နာထားခဲ့သော OWIC ကတ်ထုတ်ပေးခြင်းများကိုလည်းပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်းသူ ရရင်လုံသမာဝင်ကြီးဌာနကခွင့်ပြုထားသည့်အလုပ်ခေါ်စာများကိုပါအလုပ်ကိုင်များနဲ့ကျွမ်းကျင်အလုပ်သမားများကိုသာစီစဉ်၍ OWIC ထုတ်ပေးမည်ဖြစ်ကြောင်း OWIC ကပြန်လည်ထုတ်ပေးခြင်းကို MESLA 20ရက်နေ့ပြန်လည်စတင်မည်ဖြစ်ကြောင်းစကောင်းစီကကြေညာထားသည် အခြေရေလုံသမားတွေတော့သွားဖို့ခတ်သွားပြီကျွမ်းကျင်လုံသမားတွေနဲ့အလုံသမားဝင်ကြီးဌာနကတီးပြုအလို့ခေါ်စာဂျီတူဂျီနစ်ကျွမ်းကျင်အလုံများတွေပဲ OWIC ထုတ်ပြီးတော့မယ်ဆိုတာတကယ်ဖြစ်လာတာဟုတ်ပြည်ပလောက်ကန်အေဂျင်စီပိုင်ရှင်ကရှင်းလင်းပြောဆိုသည်စစ်ကောင်စီကလက်ရှိအသက်18နှစ်မှ35နှစ်အတွင်းစစ်မှုထမ်းရန်အကြောင်းဝင်သောအမျိုးသားလူငယ်များအလုံး PJ နိုင်ငံကုလက်မှတ်ဖြင့်ပြည်ပတောက်ခွာခွင့်ကိုဆက်လက်ပိတ်ပင်ဆက်လက်ဆုံးဖြတ်ချကြောင်းနေပြည်တော်အလုံသမားဝင်ကြီးဌာနတရင်ရင်မြစ်ကပြောဆိုသည်